ားလုံးပဲမင်္ဂလာပါ Happy Sunday ပါ Sunday ဆိုတော့ပုံမှန်တိုင်း Sunday Talk လေးလုံးပါပေါ့နော်ဒီနေ့တော့အမအမအားရနဲ့အမဟိုတစ်ခေါက်ကသွားထားတဲ့ဒီ Asian product ပေါ့နော် Asian product တွေကိုရောင်းတဲ့အာဒီ fair တစ်ခုကိုသွားခဲ့ပါတယ် အမားတော့ဘယ်လိုလဲ business တွေဝန္ဒနာပါရဲ့အတွက်ဒီမှာဒီနိုင်ငံမှာလုပ်တဲ့ fair တွေဆိုရင်သွားပြီး enjoy လုပ်ဖြစ်တာများပါတယ်။သွားပြီးတော့တော်ကြည့်ကြည့်ဖြစ်တယ်။နောက်ပြီးဘယ်လို business တွေလာတယ်လဲပေါ့နော်။အာနောက်တစ်ခုကကြတော့ကိုဘာတွေလေ့လာလို့ရတယ်လဲ။နောက်အော်ဒီလိုနေရာမှာကိုဘာတွေဝင်ပါလို့ရနိုင်တယ်လဲဆိုတဲ့ဟာကိုအမြင်နဲ့စဉ်းစားရတဲ့အတွက်အမြင်သွားပြီး enjoy လုပ်ဖြစ်ပါတယ်။ sorry တစ်ခေါက်ကကျတော့သူကပုံမှန်ဆိုရင်တခြား event တွေမှာဆိုရင်သူက win ge register fee တွေပေးရပါတယ်ဒီပွဲလေးကတော့ register fee ပေးစရာမလိုဘဲနဲ့ flushing မှာလောက်တာဖြစ်ပါတယ် flushing က shopping mall အသစ်ဖွင့်ထားတဲ့နေရာမှာသူတို့က fan ယူပြီးတော့ပြန်ဖွင့်တဲ့သဘောမျိုးပေါ့နော်ပြန်ဖွင့်တဲ့သဘောနဲ့သူတို့လောက်တာပေါ့နော်အများဆုံးအဖြစ်တစ်နှစ်ကိုသူတို့တစ်ခါလောက်တယ်အဲ့မှာဒီ shin product ကဒီ shin ကဒီ US မှာပေါက်တယ်လို့ပြောရမှာပေါ့နော် shin ကဒီကောလီလူတွေကကျတော့ shin product ထုတ်လုပ်တဲ့သူတွေမဟုတ်ဘူးသူတို့က distributor တွေ ဖြစ်တယ်။သူတို့ကဒီနိုင်ငံမှာရှင်းကပေါက်တာဖြစ်တဲ့အတွက်ရှင်း product တွေကိုလာပြီးတော့ဒီမှာသူတို့ပြသထားတာပေါ့နော်။ဆိုတော့ကိုလည်းအဲ့တော့ရောက်ခါစားဆိုတော့ဒီရှင်း product ကဒီမှာဘယ်လောက်ပေါက်လဲဆိုတော့ကိုမသိဘူးပေါ့နော်။ဒါပေမဲ့နောက်ပိုင်းအာ Asian market တော်တော်များများမှာတွေ့လာမှာအော်သူတို့တော်တော်ပေါက်ပါလားဆိုတော့သိရတယ်။သူတို့ကများသောဖြစ်တရုတ်တရားကြတော့တော်တော်လေးကို market ချဲ့ထွက်နိုင်တယ်။နောက်ပြီးစီးပွားရေးလုပ်တဲ့ခါမှာလည်းသူတို့လေးလာရလေးလာရတော့အရန်စီးလုံးနေဆိုတာမြင်ရတယ်ပေါ့နော်။ဆိုတော့အရန်အဲ့ဒါလေးကတော့ကိုရီအတွက်အတူယူရမှာဖြစ်တယ်။ကိုရီပမာဏကြီးကြတော့ အာစီလုံးမှုအင်အားနည်းနည်းလေးနည်းရဖြစ်တယ်ဒါကြောင့်မလို့တို့တို့အတူယူပြီးတော့ကိုရီလဲအာစီစီလုံးလုံးနဲ့အလုံးလုံးမဲ့ဆိုပြီးပို့အဆင်ပြေရဲ့ပေါ့နော် ဒီအဖွဲ့အစည်းဆိုတာဆိုရင်လည်းဒီနိုင်ငံမှာစပြီးအခြေချလာတဲ့သူတွေကိုအာစီးပွားရေးဆောက်တော့မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်စီးပွားရေးလုပ်ပြီးသားလူတွေရဖြစ်ဖြစ်တရားတရားချိတ်ဆက်မိအောင်ဆိုပြီးတော့ networking party တွေလုပ်ပေးတာမျိုးတွေအခုလိုမျိုးပွဲတွေဖန်တီးမိပေးတာမျိုးတွေဒါမျိုးတွေသူတို့အပြင်လုပ်ပေးနေဖြစ်တယ်ပေါ့နော်ဆိုတော့ဗမာနိုင်ငံကလာတဲ့ဟိုဟာ Chinese community နဲ့တွေ့ခဲ့ရတယ်သူတို့လည်းအဲ့လိုပဲတရားတရားစီးစီးလုံးနဲ့စီးပွားရေးလုပ်ဖို့အတွက်ကို enjoy လုပ်ဖို့အတွက်ကိုသူတို့အမြင်ဟိုလုပ် ဖြစ်တယ်ပါတီလို့ဖြစ်တယ်နောက်ပြီးတော့စကားဟိုအသင်းဖွဲ့ organization တွေရှိတယ်လို့ပြောတဲ့အတွက်ကိုလည်းနားထောင်ရပြီးဘုဟုသတအများကြီးရခဲ့တယ်ပေါ့နော်အဲ့ဒီကတော့နိုင်ငံပေါင်းစုံအရှေ့လို့သတ်မှတ်ထားတာဖြစ်တဲ့အတွက် Chinese ကြီးပဲမဟုတ်ဘယ်နိုင်ငံပေါင်းစုံကလာရေးပြချရတယ်အာ အင်ဒိုနီးရှားရေလဲလာတယ်တချို့တွေကတန်ယုံနေရနေပြီးတော့ profile လောက်ထားတဲ့ book လေးလည်းရှိရပေါ့နော်ဒါဆိုရင်မလေးရှားဘက်ကလာတဲ့လူတွေဖြစ်တယ်ဒါပေမဲ့တို့ကယူတနန်တို့မလေးရှား food ကိုလာရောက်တဲ့သဘောပဲ business မရှိရတဲ့အတွက်မလေးရှား food ကိုလာရောက်တဲ့သဘောပဲဖြစ်တယ်ဒါကကျတော့ဖိလစ်ပင်းကနေပြီးတော့ လာပြီးဖိလစ်ပင်းတန်ရုံကနေပြီးတော့သူတို့ပေးထားတဲ့ဘုတ်တစ်ခုကနေလာပြီးတော့ provide သူတို့ပြပတ်တနေရဖြစ်တယ်ပေါ့နော်ဆိုတော့နိုင်ငံပေါင်းစုံကလာသူတို့မြန်မာနိုင်ငံကလာပြီးပြသတဲ့အမျိုးလာပြီးပြသတဲ့အကူအညီနဲ့လည်းတွေ့ဆုံခွင့်ရခဲ့တယ်ခင်မင်ခွင့်ရခဲ့တဲ့အတွက်လည်းအထူးဝမ်းသာမိရတယ်ပေါ့နော်ဆိုတော့သူတို့ကတော့အဓိကတော့ coffee တွေလာပြီးတော့ပြတာဖြစ်တယ်ဗမာပြည်က coffee တွေဆိုလည်းတကယ်ကိုကောင်းမွန်တဲ့ coffee တွေအများရှိတဲ့အတွက်ကိုဗမာ product ကိုဂုဏ်ယူရင်းချမ်းသာလာပြတာတဲ့အတွက်ဟိုဝမ်းသာမိတယ်ဂုဏ်ယူမိသလိုပို့ပြီးအောင်မြင်မှုလည်းပို့ပြီး ီးဆူတောင်းပေးဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကိုတိုင်းလည်းတချင်းချင်းကြိုင်တော့ဒီလိုနေရာမျိုးမှာရောက်ပြီး project တစ်ခုကိုထုံးနိုင်တဲ့အနေအထားထိရအောင်တော့စူးစမ်းစူးစမ်းနေရပေါ့နော်ဆိုတော့အဲဒီဟာလေးတွေကတော့ဒီ book ပေါင်းစုံဒါတော့ဗမာ book ဖြစ်ပါတယ်ဗမာလေးထားလေးနဲ့ဗမာပျက်စီးလေးရောက်နေစားသောက်လေးရောက်နေပြီးတော့သူတို့ coffee ရေးပြတယ်ပေါ့နော်ဆိုတော့ဒီလိုဟာမျိုးလေးရှိတယ်နောက်ပြီးတော့ Thailand ကလာအာပြရဲအာ Thailand product တွေရှိရပေါ့နော်ပြီးတော့ဒီပွဲတွေပြပြီးရောတို့တွေဘာလို့သိလဲဆိုရင်အာနိုင်ငံနိုင်ငံချင်းစီက ဟို activity တွေပေါ့နော်ဥမာရိုးရာအကအလှတွေလားဒါမျိုးတွေလည်းလာပြီးပြတယ်အခုလိုမျိုး product တွေရောင်းတဲ့ ဘုဒ္ဓအပြင်ကိုဘာရှိသေးလဲဆိုရင်အာဒါဆိုအင်ဒိုနီးရှားနိုင်ငံကလာပြီးတော့ဟိုတန်ယုံကနေပြီးတော့သူတို့ရေအာဟိုလာပြီးပြတ်တာတဲ့နေရာပေါ့နော်သူတို့ကတော့အများကြီး trade true တော့မပြပါဘူးသူတို့ဆက်တော့တွေအင်ဒိုနီးရှားဆက်တော့တွေပဲအဓိကလာပြီး main ထားပြီးရောင်းသွားတာပေါ့နော်ဆိုတော့တခြားသော company တွေကလာပြီးတော့သူတို့ company ကြောင်းမိတ်ဆက်တဲ့ဟာတွေလည်းရှိပါတယ်ဆိုတော့ဒီလိုတကယ်လို့ကိုက business ကိုစိတ်ဝင်စားတယ်ဒီနိုင်ငံက business ကိုစိတ်ဝင်စားတယ်ဆိုရင်ဒီလိုဒီလို event တွေကိုတွားရောက်ပြီးတော့ဝင်ရောက် join တင်တယ်ဒီလိုနေရာမျိုးတွေမှာဆိုအဓိကထိုင် ေလည်းတွေ့ရတယ်။ထိုင်းရာတကယ်ကိုအာဂျိုမန်တဲ့အလုပ်လုပ်တယ်။နောက်တစ်ခုကသူတို့ရဲ့ဘယ်နေရာရောက်နေရာယူတက်တယ်ပေါ့နော်။အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ထိုင်းငယ်ကိုလည်းသူတို့ promote လုပ်ပေးတယ်အမြဲတမ်း။ပြီးသွားရင်သူတို့ထွက်ကုန်ထွက်ကုန်တွေကိုလည်းသူတို့အမြဲတမ်း promote လုပ်တဲ့အတွက်ကဘာလည်းထိုင်းလန်ဆိုတာတည်ထားပြီးသားဖြစ်တဲ့အတွက်သူတို့ကဟိုဝင်ရတာဘယ်နိုင်ငံရောက်သူတို့ရဲ့ product တွေကိုဝင်ရတာအရန်လွယ်ကူတယ်ပေါ့နော်။ Socore product တွေကတော့လုပ်ဖို့ရအများကြီးလိုသေးရဲ့အဆင့်တွေအများကြီးကျော်ဖြစ်ရမယ်။ဒါကြောင့်မလို့အဲ့လိုကျော်ဖြစ်တဲ့ကျော်ဖြစ်တဲ့အတိုင်းမှာလူတွေရတယောက်ကိုတယောက်စီစီလုံးလုံးနဲ့ လုပ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမွန်တဲ့အနေထားရောက်လာလိမ့်မယ်တော့အမှတော့ယုံကြည်ရပေါ့နော်အဲနောက်တစ်ခုကကိုက business ကိုဝါသနာပါတယ်ဆိုရင်ဒီလိုပွဲမျိုးတွေကိုသွား drive မှာသွားကြည့်ပါ franchise ပွဲတွေလည်းရှိတယ် franchise ပွဲတွေဆိုလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒီနိုင်ငံမှာအာ franchise business ကအရင်ထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်အဲကိုကဘယ်လိုဟို brand ကို franchise ယူပြီး business လုပ်ချင်တာလဲဆိုတဲ့ဟာလေးလာဝင်ရတယ်ပြီးတော့တအုပ်နဲ့တအုပ်မတူတဲ့အလေးအထားတွေသူတို့ရဲ့ကိုယ့်ရဲ့ရပိုင်ခွင့်ပေါ့နော်ဒီ franchise တွေရဲ့ရပိုင်ခွင့်တကယ်လို့ franchise ရဲ့ကိုယ့်ဒုက္ခပင်ဘာလို့လောက်ရမလဲဆိုတဲ့ဟာဒီဒါမျိုးတွေရဲ့အစား workshop တွေလုပ်ပေးတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကအဘိုးသူတာတွေအများကြီးရတယ်လေးလာခွင့်တွေအများကြီးရတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့အာသွားတင်တယ်လေးလာတင်ပါတယ်လို့ထင်ပါတယ်ဒါတော့ Sri Lanka လာပြရတဲ့ပွဲနေရာလေးပါဘူးပေါ့နော်ဆိုတော့အဲ့မှာတော့ဒီမှာတော့ Chinese Chinese တွေကဒီအဆက်အသွယ်တွေလည်းအများကြီးရောက်နေတယ် ို့အဲ့နေတော်တော်လေးလေးရောင်းကောင်းတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ အဘုတ်ဒီကတော့နိုင်ငံအစုံနဲ့ဖြစ်တဲ့အတွက်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့သူတို့ရဲ့အခါတွေအလှတွေပြသွားတဲ့အတွက်လည်းစိတ်ဝင်စားဖို့ကောင်းတယ်စိတ်မကောင်းစရာကောင်းတာကတော့ကိုဗမာရဲ့အခအလှကိုဗမာရဲ့ယဉ်ကျေးမှုကိုမာရဲ့ကာချော်တော့မပြခဲ့နိုင်ကြဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့စိတ်မကောင်းဖြစ်စရာကောင်းတယ်ကိုကတော့အမားကတော့အနေအားတော့ရောက်လေးလာတဲ့သူအနေအားအနေနဲ့လည်းပဲတော်တာဖြစ်တဲ့အတွက်ဒါပထမဆုံးဒီနိုင်ငံရောက်တဲ့အချိန်မှာပဲရောက်ခါရောက်တာတိတ်မကြသေးဘူးအဲ့တော့ဆိုနှစ်ပတ်လောက်ပဲရှိသေးရပေါ့နော်အဲရောက်ပြီးတွားပြီးတွားကြည့်ကြည့်ရတယ်တွားလေးလာ ကွင်းရခဲ့တဲ့ပွဲလေးဖြစ်တဲ့အတွက်အမှတ်တရဖြစ်နေနေနဲ့တင်ပေးလိုက်တာဖြစ်ပါတယ်အာအမှတ်နေနဲ့အကြံပေးရရင်တော့ကိုကစိတ်ဝင်စားတယ် business ကိုစိတ်ဝင်စားတဲ့သူတွေဆိုရင်ကိုနဲ့သက်ဆိုင်တဲ့အာကို business နဲ့သက်ဆိုင်တဲ့ပွဲတွေရှိရဆိုရင်သွားချိုက်မှာကိုက computer ကိုစိတ်ဝင်စားရဆိုရင် computer နဲ့သက်ဆိုင်တဲ့ပွဲတွေသွားချိုက်မှာကိုက camera နဲ့ရိုက်တဲ့ဟာကိုစိတ်ဝင်စားရဆိုအဲ့ပွဲတွေမှာသွားချိုက်မှာလို့ idea ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟို ဥမာအလုတ်ရဲ့ကိုဆိုင်ရဲ့ထပ်ပါတော့ကိုအလုတ်လုပ်တယ်ဆိုအလုတ်ရဲ့အင်ရဲ့အလုတ်ရဲ့အင်ရဲ့ပဲဆိုပြီးကိုလေးလှချင်းတဲ့အရာတွေကိုလှုပ်ချင်တဲ့အရာတွေအားလုံးကပျောက်သွားတတ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးကိုနဲ့သက်ဆိုင်တဲ့အရာတွေကိုတွားရောက်လေ့လာသင်ပါတယ်လို့တိုက်တွန်းချင်ပါတယ်အမဗီဒီယိုတွေကိုလိုက်လံကြည့်ရှုပေးရတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာအမတို့ထပ်တွေ့ကြတာပေါ့နော်အခုလိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အမဗီဒီယိုကြိုက်တယ်ကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာအမထပ်တွေ့ပါမယ်နော်ဘိုင်ဘိုင် Thank you. ဒါကတော့ခုနအမအောက်မှာလုပ်တဲ့ပွဲရဲ့စင်တာရဲ့အပေါ်ထက်ပေါ့နော်သူတို့ food court နေရပါဒီမှာလေကိုပိုင်ဆိုင်တရုတ်တရားလေးအစွန်စားရဲ့တတိရှိရတော့အမအရင်ချီကျူးပါတယ်များသောအဖြစ် flushing ကတော့တရုတ်ဒေသမှလို့အစားအသောက်ဆိုင်နေများတယ်ဆိုပေမဲ့စားအသောက်ဆိုင်တော်တော်များများပိုက်ရှင်းနေတဲ့ owner တွေကတရုတ်တွေပဲဖြစ်ပါတယ်အာအမတို့လောင်းရလဲမှာပဲជីជីအာမြို့ထဲမှာပဲជីជីမဟန်တမှာပဲជីជី broker မှာပဲជីជីစားအသောက်ဆိုင်ပိုက်ရှင်းတော်တော်များများ အဲတရုတ်တွေများရယ်ပေါ့နော်ဗမာတွေဆိုတာတော်တော်ကိုလက်ချိုးရည်ရပါတယ်အဲတခြားသောတိုင်းရင်းသားတွေဖြစ်တဲ့ BNN ဒုတိယအများဆုံးတော့ BNN ဖြစ်ပါတယ်အမအမြင်ပေါ့နော်အဲတတိယတော့ယူရီးယားဖြစ်မှာလို့ထင်တာပဲပေါ့နော်ဒီ Asian နဲ့မှာဆိုရင်ပေါ့လေဆိုတော့အမတို့ဗမာတွေထက်ပိုပြီးတော့ပိုများလာရင်ပိုကောင်းလိမ့်မယ်နောက်တစ်ခါအခုလိုမျိုး flushing လိုမျိုးဗမာနေရာတစ်ခုချမ်းတောင်းလိုမျိုးဗမာတောင်းဆိုပြီးတော့မျိုး little မြန်မာဆိုတဲ့ဟာမျိုးရှိလာခိုင်းရင်ပို့ပြီးတော့ကောင်းမွန်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုအဓိကတော့ပို့ပြီးစီးလုံးရမယ်ပို့ပြီးတယောက်တယောက်ကောင်းကျိုးပြုမယ်အလုပ်တွေကိုတယောက်တယောက်ညွှန်ပေးရမယ်အဖွဲ့စည်းလိုဟာမျိုးတွေရှိပြီး business လုပ်ချင်တဲ့လူတွေကိုတယောက်တယောက်ညွှန်ပေးမယ်ဆိုရင်မကောင်းလာနိုင်စရာဘာတခုမှမရှိပါဘူးကောင်းလာမယ်လာလာတွေအများကြီးရှိပါတယ်ပေါ့နော်ဘယ်နိုင်ငံမှာအရောက်နေရောက်နေရောက်နေကိုယ်နိုင်ငံကိုယ်လူမျိုးချစ်မြတ်ချစ်မြတ်နေပြီးတော့အကောလူမျိုးတွေတိုးတက်ဖို့တယောက်တယောက်စီးစီးလုံးလုံးနဲ့ အလုံးလုံးကြမယ်ဆိုရင်ဒီရုပ်တွေလိုပဲချမ်းသာလာလိုက်မယ်လို့ယုံကြည်ပါတယ်အဲ့တော့အမဗီဒီယိုလေးကို live လမ်းချစ်ရှုပေးရတဲ့လည်းကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ကြမှာခြင်းကိုယ်ကြမှာခြင်းတဲ့ပြည့်စုံပါစေနော်